Hello အားလုံးမင်္ဂလာပါဘူမန်ချန်ကနေကြိုဆိုပါတယ်ဆိုတော့ကျွန်တော်တို့အနေနဲ့ဒီစနေနေ့ညကစားတဲ့နောက်ကျပွဲဒါလီဗာပူးနဲ့အက်စတွန်ဗီလာတို့ပွဲမှာလီဗာပူးတင်းက2-6ကိုမရှိဆိုတဲ့ရလနဲ့ကျွန်တော်တို့ဒါအနိုင်ရတယ်ဆိုတော့လီဗာပူးပြန်လာပြီလားပေါ့နော်ကျွန်တော်တို့အားလုံးသိတယ်နေမယ်လီဗာပူးတင်းရဲ့ဘက်ကပြီးခဲ့တဲ့ပရီးမီယာလိပွဲစဉ်၄ပွဲဆက်တိုက်ရှုံးနေထားတော့ဒီပွဲကသူတို့အတွက်မဖြစ်မနေဆိုသူတို့အနိုင်ယူရမယ့်ပွဲကျွန်တော်ဖြစ်လာတာအဲတပတ်ကလည်းကျွန်တော်တို့ပေါ့နော်ဒီပွဲမတိုင်ခင်မှာ performance ကောင်းနေတော့ချောက်ပြနေတဲ့ Aston Villa ဖြစ်တာရယ် နောက်လျှောက်ဆိုလို့ရှုံးပွဲတွေဆက်နေတဲ့လေဘာဦးဖြစ်တာရင်လည်းကျွန်တော်ကြည့်ရင်ပို့ပြီးတော့စိတ်ဝင်စားစရာကောင်းခဲ့တာပေါ့လေလေဘာဦးအတွက်တော့ဒီပြီးတော့လေဒီပွဲပြီးရင်လည်းဒါ Real Madrid နဲ့ Champions League တွေဘာတွေကစားရဖို့ရှိတယ်ဆိုတော့သူတို့အတွက်ဘလူးမန့်ကိုမလွယ်ကူခဲ့ဘူးလို့ကျွန်တော်ပြောရမယ်ဒါကြောင့်ဒီပွဲကဗောနောမလွယ်ကူဘူးဆိုတာဒီလာမယ့်ပွဲစဉ်တွေနဲ့လက်ရှိကြုံတွေ့နေရတဲ့ပွဲစဉ်တွေကသူတို့အတွက်တော့ကိုမလွယ်ခဲ့တာအဲ့တော့ဒီပွဲက Liverpool အတွက်ကျွန်တော်ဒါနိုင်ကိုနိုင်မှဖြစ်ခဲ့ရမယ့်ပွဲမှာအနိုင်ရအောင်ဆွန်းဆောင်နိုင်ခဲ့တယ် ကျွန်တော်ကတော့ဒါဟာလီဗာပူးတင်းရဲ့ဒီယာဒီအကောင်းဆုံး performance ပြနိုင်ခဲ့တဲ့ပွဲလို့ကျွန်တော်ထင်တယ်။ဒီဘက်ကပြန်လာပြီလားလို့ပြောတဲ့အခါမှာကျွန်တော်ကျွန်တော်ရလက်တင်ပြောတာမဟုတ်ဘူးပေါ့နော်။ရလက်ကတော့ 2C ဆိုတဲ့ခါကျတော့အိမ်ကွင်းလည်းဖြစ်တယ်။ AS2 မီလာလိုမျိုးခက်ခဲနိုင်တဲ့အသင်းနဲ့လည်းဖြစ်တဲ့ခါကျတော့ရလက်ကတကယ်ကောင်းတဲ့အရာပါ။ကျွန်တော်ဂိုးတွေခဏတိုင်းပြနေရပါတယ်ဆိုတော့ခန်စစ်က clean sheet ယူနိုင်ခဲ့တယ်။တိုက်စစ်ကလည်းကျွန်တော်အနေနဲ့ဂိုးတွေရခဲ့ပြီးတော့ အားထားရပါတယ်ဆိုပြီးတော့ဒီယာဒီပျောက်နေတဲ့မိုဟာမက်ဆာလာကလည်းကူးပြန်သွင်းနိုင်ခဲ့တာကိုကြည့်ရင်လေဘာဦးသိနေတယ်တော်လေးချင်းကြီးကောင်းခဲ့တယ်ပေါ့နော်ဒါပေမဲ့လည်းအဲ့ဒီရလက်တင်မဟုတ်ဖိနေဒီတတင်းလိုက်လုံးရဲ့ performance လေဘာဦးသိရဲ့အချင်းကြီးကိုကျွန်တော်ကြည့်ရင်လေဘာဦးပြန်လာပြီလားဆိုတာကဒီတတင်းလုံးရဲ့ performance တကယ်အရန်ကောင်းခဲ့တဲ့ခြေစွမ်းမျိုးကြောင့်ဒီပွဲပေါ့နော်ဆိုတော့ Aston Villa နဲ့ပတ်သက်လို့ကျွန်တော်စပြောရင် AB Villa အတွက်ကတော့ကျွန်တော်တို့ဒီပွဲမှာ game plan မှားသွားတယ်လို့ပဲကျွန်တော်ထင်တယ်။ Aston Villa အနေနဲ့ပေါ့နော်။အဲဘာလို့လဲဆိုတော့ ဒီပွဲမှာနီးပြပြတဲ့ Unai Emery ကမတူညီတဲ့ချင်းကဲမှုပုံစံတွေသူလောက်ခဲ့လို့ပဲမတူညီတဲ့ချင်းကဲမှုပုံစံဆိုတဲ့နေရာမှာကျွန်တော်အာနီစလော့ကခဏတိုင်းပြောဘူးတာကျွန်တော်ရှိတယ်ပေါ့နော်သူညီးဘူးတာသူရှိတယ်ပေါ့ကျွန်တော်နဲ့တွေ့တိုင်းအသင်းနေရာဘက်ကလောင်းဘောတွေနဲ့ပဲတွားနေကြတယ်ပေါ့ဘယ်သင်းနဲ့ပဲတွေ့တွေ့ကျွန်တော်တို့ကိုလောင်းဘောတွေနဲ့ပဲနှိပ်စက်နေကြတယ်ပေါ့ဗျာသိတယ်မလားဒါကျွန်တော်ကြည့်ရင်လည်းပဲသူတို့နဲ့တွေ့လို့လောင်းဘောတွားတဲ့အသင်းတိုင်း second ball ကောင်းတဲ့အသင်းတိုင်းကအနိုင်ရတာသူတို့တောက်လျှောက်တိုင်ပတ်တာလီဗာပူးအသင်းကဒီအရအတွက်အပြည့်မရှိဘူး အဲ့တော့အက်စတိုမီလာနဲ့ပွဲမှာကျွန်တော်ဗောနော် okay အက်စတိုမီလာရဲ့ဘက်ကလောင်းဘောတွေဒါရိုက်ဘောတွေဆက်ကစားမလားဗောပြည်ထနာကနီးပြဥနိုင်းအမရီကလုံးဝကိုအဲ့ဒီအတွက်ပြင်ဆင်မလားတာဥနိုင်းအမရီရဲ့ဘောလုံးနေရာ ground တွေကနေပဲကျွန်တော်သွားတယ်ဘာလောင်းဘောမှကျွန်တော်ညှော်လင်းလို့မထားဘူးဆိုဒီနေရာမှာ Oakley Oliverkins နဲ့ဗောနော် Van Dijk တို့နဲ့ဘယ်လိုလောင်းဘောသွားလို့ရမလဲဗောနော်ဒီ Corner တွေနဲ့ဘယ်လိုလောင်းဘောသွားလို့ရမလဲဗော option တွေကကျွန်တော်ရှိတယ်ဗျာဒီလားထပါတော့လောင်းဘောသွားလို့မရဘူးဆိုရင် second ball တွေကျွန်တော်ကောင်းကောင်းထောက်နေတဲ့ကစားမားတွေကျွန်တော်ဖြစ်ရမယ် ဒါလို့ရှိရင်နီးပြဖြစ်သူကိုရိုင်းရဲ့ဘက်ကလည်း second ball ကိုထောက်နိုင်တဲ့ပုံစံမျိုးကျွန်တော်တို့သွားမယ်။ဘာလို့လဲဆိုတော့ Liverpool တင်းဟာ DRD သူတို့ပြဿနာတက်နေတာကအဲ့လိုအဲ့လိုကစားဟန်ကြီးပဲ။ဆိုတော့ Aston Villa တို့က Liverpool ပြဿနာတက်နေပါလေဆိုတဲ့ကစားဟန်မျိုးကိုရွေးချယ်ရမှာ။ Unai Emery ကတော့ဒီနေ့ပွဲမှာအဲ့လိုမဟုတ်ခဲ့ပဲနဲ့သူတို့ပုံစံတိုင်းပွဲကိုထိန်းချုပ်ဖို့ကြိုးပမ်းတာမျိုးတို့နော်။ ground ကနေပြီးတော့ကျွန်တော်တို့သွားဖို့ကြိုးပမ်းတာမျိုး Liverpool တင်းရဲ့ high pressing ကိုဖြည့်ဖို့ကြိုးပမ်းတာမျိုးပေါ့။ ချော့ပါစတီနဲ့ဒါဟာတတော်ကိုအန်ဒီရများခဲ့တာနေကျွန်တော်ဖြစ်သွားပြီးတော့ပေးလိုက်ရတဲ့နှစ်ကူမှာတကူကအဲ့ဒီငွေကိုင်ကျွန်တော်လာတာပဲမာဒီနက်စ်ပေါ်တော့ကျွန်တော်ကလူမှားပေးလိုက်လို့ဆာလာတောက်လျှောက်ဆွေလို့ဝီဖူနဲ့ကန်သွင်းသွားတဲ့ကူကသူတို့တွေအနေနဲ့လေဘာဦးသိန်းရဲ့ pressing ကိုကြော်ဖို့ကျူးပန်းရာကနေကျွန်တော်လာတာပဲမှားပြီးတော့သူတို့ကူပေးရတယ် ဝီရန်ဘာချီအလုံးကလည်းပဲဒီတိုင်းပဲပေါတော်ရက်ကန်နေလိုက်တဲ့ဘန်တိုက်ခေါင်းပေါ်ရောက်တယ်တိုက်ချပစ်လိုက်တယ်ကွင်းလေကစားမစီရောက်တယ်နောက်တစ်ဆင့်ထပ်ပစ်လိုက်တယ်ကန်နဲ့ဒီဖလက်ဖြစ်ပြီးတော့ကျွန်တော်သာဝင်သွားပြီးတော့2-0ဖြစ်သွားတာပြောချင်တာကအက်စတွန်ဘီလာဟာလီဗာပူးသင်းရဲ့အားသာချက်တွေရှိတဲ့ကစားဟန်မျိုးကိုသူတို့ကသွားပြီးတော့တဲလာတာပွဲကိုဒါအမှားကြီးအမှားခဲ့တာဗောနော်ဘယ်လိုပြောမလဲကျွန်တော်တို့တိုက်စစ်မှာဟိုဘန်တိုက်တို့ကိုရှင်တိုက်နိုင်မယ့်ကစားမရှိဘူးဆိုရင်တောင်မှ ကွင်းလယ်မှာဆိုလို့ရှိရင်ဂျွန်မကင်းတို့လိုနော်စကန်ဘောထောက်တာကောင်းတဲ့ကစားမားတွေကာမာရာတို့လိုမျိုးပေါ့နော်ကစားမားတွေပြီးရင်ရောဂျာစ်တို့လိုမျိုး drive ဘောလုံးနဲ့အတူ drive လုပ်တာကောင်းတဲ့ကစားမားတွေစကန်ဘောတွေရလာပြီဆိုတဲ့နဲ့ရှိတယ်ပြည်တနာကဘာလဲဆိုတဲ့ခါကျတော့အဲ့ဒီဘက်ကိုလုံးဝကိုမသွားခဲ့တာမသွားခဲ့ဘဲနဲ့ဒီတိုင်းကြီးသူတို့ပေါ့နော်လီဗာပူးလိုအတင်မျိုး pressing ကောင်းပါတယ်ဆိုတဲ့အတင်မျိုးကိုဗျာသူတို့ဒီနေ first line pressing ကိုတော့မှသူတို့ကြော်အောင်ဘာမှမလုပ်နိုင်ဘူးဆိုတော့ Aston Villa ကတပွဲလုံးနေထားနေမှာ goal ball ကွန်တင်မှု6ချိန်ပဲရှိတယ်ဒီပွဲမှာ၃ချိန် goal ball တက်ပြီးတော့ တကူးမှန်ကျွန်တော်မရဘူးမာမာတက်စပီလီတွေအန်ဒီရများခဲ့တာဆိုလို့ကျွန်တော်တို့ဒါပထမပိုင်းကမက်ဒီကယ်ရှက်ကန်ကျက်လာမထင်မပဲနဲ့လीဖြစ်သွားတဲ့အလုံးလာနော်ပြီးလို့ရှိရင်ဒန်နီယယ်မေလန်ရဲ့ဘေးအထွက်သွားတယ်ဒါလောက်ပဲကျွန်တော်ရှိတာသူကြီးကြီးဘာမှမရှိဘူးဒါပေမဲ့တစ်ဖက်ကလီဗာပူးတင်းကတော့ဂိုးပေါက်ကန်သူ16ကျင်ရှိပြီးတော့9ကျင်ဂိုးပေါက်တည်တယ်2 9ရတယ်ပေါ့နော်ဆိုတော့9ကျင်ဂိုးပေါက်တည်2 9ရတယ်ဆိုတော့ဒီနေရာမှာကျွန်တော်ဘာကြောင့်လီဗာပူးတင်းပြန်လာပြီလားလို့ကျွန်တော်ပြောလဲဆိုတော့ကျွန်တော်ခုနကပြောလို့ပဲလီဗာပူးတင်းဒီယာဒီပရီးမီးယားလိ10ပွဲကစားပြီးသွားပြီ ချန်ပီယံစ်လိနှစ်ပွဲလာမတူကစားပြီးသွားပြီဒီတွင်တခြား FA ဖလားတို့ဗာလဲဒီ EFN Cup တို့ဗာလို့ကစားပြီးသွားပြီတချို့ပွဲတွေဒီပွဲဟာအကောင်းဆုံး performance ပဲဒီပွဲဟာအကောင်းဆုံး performance ပဲကျွန်တော်ကျွန်တော်လုံးဝလုံးဝကိုပဲနော်ဒီပွဲကဟိုလုံးဝ dominate လုပ်ပြထားတာဗျာသိလားကွင်းလယ်မှာဟာကွယ်ကြီးတွေပုံမှန်တွေ့နေရတယ်အခုဒီပွဲမှာအများကြီးမတွေ့ရဘူးဒါ Aston Villa ရဲ့အားနည်းချက်လေဖြစ်ကောင်းဖြစ်မယ်ဒါပေမဲ့လို့ Graham Bar ခြေသွမ်းပြတာ McAllister အဆင်ပြေအောင်ကစားပြတာ ိုမနီစုပူလိုင်းတအားကောင်းပြခဲ့တာဒီကွင်းလယ်ကစားမ၃ရောက်ရဲ့အနီးထားမှာဒီကွက်ဒီပွဲကဗနော်ကွင်းလယ်မှာဘာဟာကွက်မှကျွန်တော်မတွေ့ရောဒါကကစားသမားတွေနဲ့နေတည်တဲ့မဆိုင်ဘူးဒီပြဖြစ်သူချထားတဲ့ structure ဘိုင်းတွေနဲ့လည်းအများကြီးစကားပြောတယ်ဆိုတော့ဒါပြင်တိုက်စစ်ဘိုင်းမှာဆိုလို့ရှိရင်လည်း pressing ဘိုင်းတွေမှာဆိုဒီနေ့ကတအားကိုကျွန်တော်ကောင်းတယ်ကျတော့ဒါကြောင့်ကျွန်တော်တို့ကြည့်ရင်ဗောနော်ကာကတ်နေရာမှာဝင်ကစားလာတဲ့ရောဘတ်ဆန်ကလည်းဒီနေ့ပွဲစဉ်မှာတော်တော်လေးကျွန်တော်တို့ကောင်းတယ်။ကြောင့်ဒီခါကျရင်ကာကတ်က energy ပူကောင်းတဲ့ကစားမဆိုတော့မှန်ပြီးမြဲလေလို့ဗောနော် ဟိုဟို Robertson တို့လောက်ထိအဆင်မပြေဘူးဗျာဒါကြောင့်ကျွန်တော်တို့ကြည့်ရင်ဒီပွဲမှာ Leverkusen ကဟိုဘယ်လိုအကောင်းဆုံး performance ပြခဲ့ပြီးတော့ DDR ဒီရဲ့အကောင်းဆုံးခြေသွမ်းကိုပြခဲ့တယ် ဟိုကလင်းရှိလေးပြန်ရပြီးတော့နှစ်ဂိုးလေးကျွန်တော်တိုက်စစ်ကသွင်းနိုင်ခဲ့တယ်။ဆာလာလိုကစားမမျိုးလေးဂိုးရတာဖြစ်တဲ့အတွက်တော်တော်ကောင်းတဲ့ performance လို့တော့ကျွန်တော်ယူဆတယ်။နောက်တစ်ခုရှိတာကတချို့ပြောကြတာပေါ့နော်။ဟာကစားမအစ်တီမပါတော့ကောင်းနေกว่าပေါ့နော်။ယူโกအက်ဂီတီကီတို့ပါလို့လည်းကျွန်တော်ပါခဲ့တာပဲနော်။ iset တို့ပါလို့ဆိုလို့ရှိရင်လည်းကျွန်တော်ဒါအဲဘယ်လိုပြောမလဲ။ဟွာလူစင်းနေမှာပေါ့နော်။အရင်လူစင်းနေမှာမပါဘူးပဲ။ဟွာဒီမှာရှိနေတယ်။ stand နေမှာကျွန်တော်ရှိနေခဲ့တယ်။ Florian VS2 ဘာလို့ကိုကျွန်တော်တို့ဒါဒုတိယပိုင်းမှာကျွန်တော်ထည့်တယ်ပေါ့နော်။ကျန်တဲ့ကစားမတွေလုံးဝအပြောင်းလဲမလုပ်ခဲ့ဘူး။ဆိုတော့ပြောရရင် first line နဲ့နေတွေကိုပဲအလုတ်လုတ်သွားတယ်လို့ကျွန်တော်ပြောရမှာပဲเนาะပြီးလို့ရှိရင်ကျွန်တော်တို့ဒါလူရ activity ဆိုလို့ရှိရင်လည်းဒီနေ့ပွဲတင်မှာခေါင်းတိုက်ကိုတွင်းသွားတယ်ဒါမျိုးလူဂျုံနေခဲ့တယ်တော့လူဂျုံနေခဲ့ပြီးတော့ဒီပွဲမှာ support line ကတအားကောင်းအောင်လာတယ် support line နေပေါ့เนาะတော်တော်လေးကိုကျွန်တော်ကောင်းခဲ့တာတကယ်လည်းပဲကျွန်တော်အကုန်လုံးနဲ့အချိန်ဆက်မိတယ်သူ့အနေနဲ့ပေါ့နော် defensive war rate တွေပြီးလို့ရှိရင်ကျွန်တော် attacking မှာဆိုလို့ရှိရင်လည်း pressing war rate တွေမှာဆိုလို့ရှိရင်လုံးဝကိုကျွန်တော်ပြောစရာမရှိဘူး ပြလို့ရှိရင်ကျွန်တော်တို့ကအိုင်လစ်စတာနဲ့ပေါ့နော်စူပူတိုင်းကနှစ်ယောက်စလုံးကပြကျွန်တော်တို့ဘယ်လိုပြောမလဲရိုတိတ်လုပ်ပြီးတော့သွားနေတာသူတို့အချင်းကြီးပေါ်မူတီးပြီးတော့တခါလေလီမှာ Glorian Mike C ကနေပြီးတော့ဒီတိုင်းပဲအဲ့ဒီ၃ယောက်ကကွင်းလယ်မှာအပြောင်းလဲတွေလုပ်ပြီးတော့သွားနေတာနေရာအချင်းရောက်နေတဲ့ကျွန်တော်တို့သွားနေတာဒါကြောင့်ကျွန်တော်တို့ဒီပွဲက Liverpool ရဲ့ဒီတရားဒီအကောင်းဆုံး performance လို့ကျွန်တော်ထင်တယ် Frankfurt တို့ဘာလို့ကို5-1နေပါနေတဲ့အနိုင်ရခဲ့တဲ့ပွဲဒီမှာတော့မှာဒီလောက်ကောင်းတဲ့ performance ကိုပြနိုင်ခဲ့တယ်လို့ကျွန်တော်ထင်မှု လေပါဦးတင်ကဒါပြီးခဲ့တဲ့ရာသီကလေပါဦးတင်ကိုကျွန်တော်ပြင်ပြင်ခဲ့ရတဲ့ပုံစံမျိုးလိုပဲကျွန်တော်ပြောရမှာပဲတကယ်ကောင်းတဲ့ performance တွေကျွန်တော်ပြသွားတယ်ဗောနော်ဆိုလေပါဦးတွေတော့ဒါမျိုးကလိုပါတယ်เนาะဒါပြီးရင်ကျွန်တော်လေပါဦးတင်ရဲ့ရှင်မင်းကစားတော့မှာဖြစ်တယ်အဲ့ဒါပြီးတာနဲ့ပြီး Premier League မှာကျွန်တော်ဗောနော်အဲ Manchester City နဲ့လာကျွန်တော်ကစားရမယ်ပြီးရင် International Break နားမယ်ဆိုတော့အဲ့ဒီ International Break မနာခင်မှာလေပါဦးတင်တွေအရာအလုံးကတိုင်ပတ်နေတာအဲ့တော့အဲ့လိုမျိုးအခြေအနေမျိုးတွေကိုပြောင်းလဲပြဖို့သူတို့ဂျူပန်မှာပါဆိုတော့ ပြီးခဲ့တဲ့ရာသီကလေပေါင်းသင်းရဲ့ပုံစံကိုပြင်မြင်ခဲ့ရတယ်လို့ကျွန်တော်ထင်တယ်။နောက်တစ်ခုကမက်ကလစ်စတာရဲ့ဘောတော့ကျွန်တော်လေဗင်ကျွန်တော်ဒီပရီယောနဲ့ဦးနနာဟိုဖြစ်ခဲ့တာကိုဘယ်လိုပြောမလဲ။အဲ့ဒါကမหนีစရာအကြောင်းမရှိဘူးပဲတည်ရနော်။ဟိုဒိုင်လူကြီးဒီပွေရာတွေကတော့လုံးဝမหนีခဲ့ဘူးပေါ့လေ။ကျွန်တော်ပြောချင်တာကအချို့ကျတော့လေဟာဒါအဝါလောက်နဲ့ပြီးတင်ပါတယ်ဘာညာပေါ့။အဲဒါတွေကဗျာ technical foul တွေကျွန်တော်မဟုတ်ဘူးပေါ့နော်။ပြီးလို့ရှိရင်ဘောလုံးဖြတ်လို့ရင်းနဲ့ကျွန်တော်ပေးလိုက်ရတဲ့ foul တွေမဟုတ်ဘူးပေါ့။ဒါဟာဗာလေဆိုတော့ intentional ရှိရှိပေါ့နော်ရည်ရွယ်ချက်ရှိရှိပြိုင်ဘက်ကိုကျွန်တော်တို့ဒါဘောလုံးနဲ့မသက်ဆိုင်တဲ့ violate လောက်တာမျိုးတွေအဲ့တော့ရည်ရွယ်ချက်လည်းရှိတယ်ဘောလုံးနဲ့သက်ဆိုင်တာမျိုးတွေကျွန်တော်ဟုတ်မနေဘူးဒီတိုင်းကြီးတမင်ပြီးလို့ရှိရင်လည်းပဲအပြုတ်မှုဟာ level ညစ်တဲ့ပုံစံမျိုးဖြစ်နေတာဒါဘလို့မှသိတယ်မလားဒီတိုင်းကျွန်တော်တို့လက်ရှိဘက်ခင်မှာဆိုလို့ရှိရင်ဒါလိုမျိုးတွေကိုအတက်နိုင်ဆုံးရှောင်ရှားနိုင်မှုအတွက်လုံးဝကြီးလေးတဲ့ပြည်တယ်နေသူတို့ပြီးနေကြတာဗျအနီကတရိုက်တွေဘဏ္ဍပွဲဘန်းနေပါတယ်ဆိုတော့ဒီပွဲအဲ့ဒီအဲ့ဒီ level ညစ်တာကို ဘာအရေးမှမယူခဲ့တာကတော်တော်စိတ်ပြုတ်ဖို့ကောင်းပါတယ်။ဒါလူကြီးတွေအနေနဲ့တပွဲနဲ့တပွဲပေါ့နော်။တော်တော်အဖြစ်ပြက်တစ်ခုတည်းတူညီတယ်ဆိုရင်တော့မှသူတို့ယူတဲ့ action တွေကမတူညီဘူး။ဆုံးချတဲ့ဆုံးဖြတ်ချက်တွေကတိုင်ပက်လွန်းတဲ့အတွက်တော်တော်လေးကိုစိတ်ပြည့်စရာတွေကျွန်တော်ကောင်းတယ်။တေချာတာတစ်ခုကတော့ဘယ်လိုပြောမလဲ။အဲ့ဒီ level ညစ်ခံခဲ့တဲ့ McAllister ရဲ့လုံရက်ကဘူနန်းနာအနေနဲ့အနီကအထီကိုထိရမယ့်နေသားမျိုးပါ။နော်ဆိုတော့ညီကလေးရောဘယ်လိုမြင်ရလဲ။လေပါဦးတင်ပြန်လာပြီလို့ကျွန်တော်ထင်ကြလား။ဆွေးနွေးကြပါဦး။အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။